်မင်္ဂလာသင်ရတဲ့ဆက်လက်ကြရအောင်ဗျာကျွန်တော်ကန်တော့ဂုံပြူပွဲနဲ့ပတ်သက်ပြီးဟိုတရက်ကစကားပြောတာပါတယ်ကန်တော့ဂုံပြူပွဲအတွက်နောက်ဆုံးရရှိတဲ့ပတ်စံတော့33သိန်း4000ရရှိတာပြီးကျွန်တော်က9သိန်းစိုက်မယ်တော့78သိန်း4000ထပ်ဖြည့်ပြီးတော့ကျွန်တော်သိန်း20ဒီညပို့အောင်ဝယ်ရတဲ့ရဲဘော်တွေကိုဂုံပြူတဲ့ပြည်သူလူထုရဲ့ချွေးနဲ့စာတွေပါ9000တောင်းကအစပါပါ တကယ်ကိုရွရွချွချွတိုက်ပွဲဝင်ပြီးဖက်စစ်စစ်အုပ်စုကိုအရှက်ထိတည်ခဲ့တဲ့ကန်တောက်တိုက်ပွဲလေနဲ့အချိန်200ဘုံလုံး900ကျော်ကျဲချခဲ့တဲ့ကန်တောက်တိုက်ပွဲဒါပြင်ဒီကနေ့ချိန်ထိအင်မတီနဲ့ဇီးပြုံကုန်းကျေးရွာတိုက်ပွဲတွေဆက်လက်ဆင်နွှဲနေသေးတယ်နော်ဒါပြင်မှာညောင်ဦးစစ်ကြောင်းထိုးပါတယ်တောင်မူတိုက်ပွဲ ဖြစ်ပါတယ်ဖက်စစ်တပ်ဟာ အလဲလဲအပြူပြူဖြစ်နေတဲ့ဂျားတွေကကြားကန်ထဖို့ရုံးကန်စူးစမ်းနေတာကိုတော့ညင်းမရဒီအချိန်မှာတပြိုင်တည်းပါရီဖြစ်လာလေဆိုတော့မနေ့ကတော့ဆန္ဒမင်းနဲ့ကြုံမျိုးမင်းအင်တာဗျူးဗီဒီယိုကလစ်ဒါကအကြောင်းမဲ့လောက်တာဟုတ်ပါအဲ့တော့ဆန္ဒမင်းနဲ့ကြော်မျိုးမင်းအင်တာဗျူးဗီဒီယိုကလစ်မတိုင်ခင်အရှိမဒေါ်ဆန်းစုကြည်ရဲ့ တရားရုံး CCTV အဲ့ဒီရဲ့အနောက်မှာဒေါ်စန်းစုကြည်ရဲ့ထွက်ဆိုချက်စာရီပြန်လာတယ်။ဒါဟာစေုပ်စုဟာစနစ်တကျပြည်သူလူထုကိုတော်လိုင်းအင်အားစုကိုစနစ်တကျစိတ်ကြဆစ်ဆင်နေနီးနာလို့ကျွန်တော်တဲ့တယ်ပြောပါမယ်။ကျွန်တော်ဆရာကြီးပြောမှုတယ်။ဗမာနိုင်ငံကြီးလုံမယ်ဆိုရင် စစ်တပ်အကြောင်းမသိဘဲနဲ့ဗမာပြည်နိုင်ငံကြီးကိုလုံးလို့မရဘူး။တိုင်းသားတွေရဲ့အကြောင်းကိုမသိဘဲနဲ့ဗမာပြည်နိုင်ငံကြီးလုံးလို့မရဘူး။မြန်မာနိုင်ငံကြီးရဲ့တမိုင်းအဆက်ဆက်စစ်တပ်အကြောင်းတိုင်းသားတွေအကြောင်းဒါတွေကိုသိသေးသေးတိရှိနားလည်ယုံတာမကပြည်သူလူထုရဲ့နိုင်ငံကြီး delay ပြည်သူလူထုရဲ့ delay ထုံးစံတွေစိတ်ဆန္ဒတွေအစွဲတွေကိုမြင်အောင်ကြည့်မှမြန်မာနိုင်ငံကြီးမှာမှန်ကန်တဲ့သုံးသပ်ချက်တွေ ချနိုင်မယ်လို့ပြောခဲ့ဘူးတယ်ဒီအပိုင်းမှာတော့ဘယ်သတင်းတန်လာမှမှာပေါ်ပြမနေတဲ့သတင်းတွေကိုကျွန်တော်ပြောပြခြင်းပါသေးတယ်ပုံမှန်အာတီကယ်33နဲ့အရေးဆိုဖို့တွားခဲ့တဲ့အလုံးရှင်ကိုစလေကိုဝေမူးတွင်ဂျာမနီမြူနီမြို့မှာခုံဆင်းခဲ့တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးနိုင်ငံရေးတော်လှန်ရေးအားစုကြီးဂျာထဲမှာအများကြီးအငင်းပွားနေတယ်အဲ့ဒီအရှိလေးမှာတပုံကော်ဖီပေါ့ဗျာမောက်ခမ်းပါယာကန်လုံးကြီးယူပြီးလှုပ်ကြတဲ့ကိစ္စ အဲ့ဒီထပ်ပြီးတော့ဒီကနေ့အော်စီကနေပြီးတော့အော်စီကိုတတိယနိုင်ငံခုလုံသွားတဲ့ NDE တာမွေမြို့နယ်စီပင်ဥက္ကဋ္ဌကိုအောင်မျိုးလင်းအော်စီမှာကုံစုံတိုင်းကိုငရုတ်ကြမွေးနဲ့ထုပြီးဓမြတိုက်ပါတဲ့ဗျာနော်ခမရိုးကျွန်တော်တို့ချစ်ခဲ့တဲ့ယုံကြည်ခဲ့တဲ့ NDE ပါတီဝင် NDE ပါတီကြီးက ဘလို့ဖြစ်ကုန်ကြတာလေနောက်ဆုံးတတိယပုဒ်ကတော့ရှာဖတ်ကြပါဦးဗျာကြောတလင်းမြမတန်ရုပ်မြင့်တန်ကြားတရင်ကျညာသူကနေပြီးတော့စီဒီယံဝင်လာတဲ့ကိုကြောတလင်းနဲ့ပတ်သက်ပြီးတော့အနည်းအထိုင်မတက်ပဲမောက်မောက်မမဘယ်လိုကောင်းလဲဆယ်လီပေါ့ဗျာနော်ဆယ်လီဒူတွေနဲ့လိုက်တွေ့ပေါ့ ဓပုံတွေအမြဲတမ်းတင်ဖို့မျက်မှန်ဂန်းကြိုးတာအစာတင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးအဲ့ဒီကြက်ဟာနိုင်ငံကမှရောက်နေတဲ့ညီမအင်အားစုတွေကိုတက်ရောက်မှုအများကြီးရှိတယ်။အိန္ဒိယထိုင်းနိုင်ငံမှာအဲ့ကြက်ဟာထိုင်းလူမျိုးတွေကအစာပြောဆိုဝေဖန်လာတဲ့အတန်တွေထွက်လာတယ်။ထိုင်းနိုင်ငံမှာရောက်နေတဲ့ထိုင်းနိုင်ငံမှာရှိနေတဲ့ညီမအရေးတက်ချလို့ရှားသူတွေအတွက်တိတ်ကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူး။ ဒါကြောင့်မို့ရေပေါ်စီ elite တွေဒီဒေါ်လာရေးကထွက်သွားကြပါဗျာမရှုတ်ကြပါနဲ့လို့ကျွန်တော်ပြောရည်ဘာလို့လဲဆိုတော့ဒေါ်လာရေးနိုင်ငံရေးကရေပေါ်စီနဲ့လုံးလုံးမရဘူးဒေါ်လာရေးနိုင်ငံရေးဆိုတာဘဝတစ်ခုစားဗျာကျွန်တော်တို့ဘဝတစ်ခုလုံးနေပါဘဝတစ်ခုလုံးလို့တော့ပြောလို့ရတော့ကျွန်တော်တို့ဒီနိုင်ငံရေးတွေမှာပြောင်းဝင်ခဲ့တာပါအိမ်ရဲ့နိုင်ငံရေးစားလဲနိုင်ငံရေးအမြဲတမ်းနိုင်ငံရေးနဲ့ ရှင်တန်ခဲ့တဲ့ကောင်တွေဒါပေမဲ့ဒီကာလမှာဒီလိုကောင်တွေကဒီလိုကောင်တွေကိုဖိမျောခေါင်းပြောနဲ့ခလုတ်တိုက်ချော်လဲပြီးတော်လိုင်းရဲပါလာတဲ့ကြောက်ပြေးကောင်တွေလည်းရှိပါသေးတယ်ပရိုဖိုင်လော့ကြီးနဲ့စစ်တပ်ကိုတော်လန်နေကြတာများစစ်တပ်ကမင်းတို့ချီးနေတော့လည်းမပေါဘူးစစ်တပ်အကျင့်ဖက်စစ်တပ်ရဲ့အကျင့်ဇယိုက်ဒလိဖက်စစ်တပ်ရဲ့အတွေးခေါ်ဖက်စစ်တပ်ရဲ့လုံနီးလုံဟန်တွေကိုမသိဘဲ ဖက်စစ်တပ်ရဲ့စိတ်တဲ့စစ်စင်ကြီးဖက်စစ်တပ်ရဲ့ဝါရဖြန့်ချင်းဖက်စစ်တပ်ရဲ့တွေးပုံတောပုံစဉ်းစားပုံနဲ့ဖက်စစ်တပ်လုတ်ရှင်တာတွေကဘာတွေလဲရန်သူအကြောင်းကိုအကြောင်းတီးကြရမယ်လို့ကြားကြဘူးတယ်မလားအခုတော့ရေပေါ်စီအီလစ်တွေစဲဆုံမရမ်းရင်နာမည်ကြီးလာတဲ့သူတွေမထော်မနှမ်းနေပြောရင်နာမည်ကြီးလာတဲ့သူတွေတော်လိုင်းမှာတော်လိုင်းဆိုတာလေ ရှုပ်ဝက်လုပ်ငန်းစဉ်တစ်ခုလို့တော့ပြောလို့ရတယ်အဲ့ဒီမှာတော့အပိုင်းကွဲလိမ့်မယ်ပထမအပိုင်းကတော့တော်လိုင်းနေပတ်သက်တဲ့သတင်းစကားတွေကိုဖြန့်ဝေတဲ့သူများအုပ်စုဒုတိယတပိုင်းကထောက်ဖို့အုပ်စုတတိယတပိုင်းကမြေပြင်စစ်ပွဲဆင်နွှဲနေတဲ့အုပ်စုတို့ဒီအုပ်စုကြီးသုံးစုကိုလေ့လာကြည့်လိုက်ရင်မြေပြင်စစ်ပွဲဆင်နွှဲနေသူတွေကတော့ထားလိုက်တော့မြေပြင်မှာစစ်ပွဲတို့ပေမဲ့မြေပြင်စစ်ပွဲဆင်နွှဲနေသူတွေကတော့ကျင့်ဝတ်တော်လိုင်းကျင့်ဝတ်နိုင်ငံရေးကျင့်ဝတ်တွေကိုတော့ သိရှိနားလည်ဖို့လိုတယ်ပြည်သူကိုယောင်လို့တော့ပြစ်မှားဖို့စဉ်းစားလို့မရဘူးတော်လည်ကြီးရဲဘော်ရဲဘက်အချင်းချင်းညီရင်းကိုကဲသူဆက်ဆံရမှာဒါအခြေခံကျင့်ဝတ်တွေနော်ဒါပေမဲ့ဒီနေ့တော့ဒီကျင့်ဝတ်တွေဖောက်ဖျက်နေတဲ့ထီဂျိုင်ပကပအကြောင်းမပြောသေးပါဘူးကိုเจ้าကိုတိရထီဂျိုင်ကဘကပါရီ ဒေါ်လာရေးတာဆင်နွှဲနေတယ်ပြောတာအခုချိန်ကြီးတကောင်းတီကဲစက်ရုံမီးတွေလင်းထိတ်နေတာရင်းမာပင်ကလက်ဘရောင်းတော်ကျင်းဒီစီမံကိန်းကြီးအေးစစ်စစ်ပဲမဟုတ်တော်လာရေးကြီးကစစ်ကောစစ်ရလားဆိုတော့မျိုးကျွန်တော်တွေးမိတာပါတို့ပေမဲ့ဒီတော်လာရေးဟာသူ့တော်လာရေးမဟုတ်ဘူးဗျာဒီတော်လာရေးဟာသူတို့ကစားခဲ့တာလည်းမဟုတ်ဘူးဒီတော်လာရေးဟာပြည်သူရဲ့စုံပြတ်ချက်ဖြစ်တယ် တော်လည်းကိုတွေးတက်လောင်းဖို့အချိန်တန်ရင်တွေးတက်လောင်းလာလောင်းဖို့ဖြစ်လာပါလိမ့်မယ်။ဒါကိုအားလုံးကြံစီစူးစမ်းနေကြပါလိမ့်။ရောင်တော်ပြန်ဒီအီလစ်ဒီရေပေါ်စီတွေရဲ့လုံမကြိုင်မစီမံခံဝဲမှုအမှအတွေးမအမြင်မအလုံမတွေတော့ဒီ၄နှစ်တာ၅နှစ်ကာလမှာမြေပြန့်ဒေတာအခြေအနေဟာလူတစ်ထောင်နှစ်ထောင် 3000 4000လောက်ပဲရှိခဲ့တယ်။အာခတ်တက်တော် EE ရဲ့ဖင်ပြားတော့မမီခဲ့ပါသူတို့တော့အလူငွေရတာလေသူတို့ပါပဲ။နော်။သူတို့တော့ဒေါ်လာတန်းတဲ့ချီရနေပြီဆိုတာလေသူတို့ပါပဲ။သူတို့တော့ဘန်နေပွင့်တာလေသူတို့ပါပဲ။ဒါပေမဲ့လက်တွေ့မြေပြင်တော်လန်ရေးမှာတော့မြေပြတ်စိုးမိုးနေပြီ။မြေပြတ်တော်လန်ရေးဟာဘသူမှ အားရစရာကောင်းတဲ့အခြေအနေမျိုးဟုတ်မနေဘူးဆိုတာတော့အားလုံးသိချာအဲ့တော့မြေပြန်သားတွေကမစူးစမ်းပဲနေလို့လားဆိုတော့မြေပြန်သားတွေစူးစမ်းလိုက်ကြတာများဗျာအညာသားကိုပဲပြောမယ်စကိုင်းကလူပြီးပြည်သူလူထုအနေနဲ့ကြည့်မယ်ဆိုရင်လဲရွာလုံးကျွတ်မိရှုခံရတယ်တိုင်းလုံးကျွတ်နီးပါအင်ဂျီရကြည့်မယ်အရွယ်ရောက်ပြီးသားလူတိုင်းကိုကြည့်မယ်ဆိုရင်လဲဂျပန်ဖက်နဲ့ပစိုးကွင်းတိုင်းတိုက်ပွဲဝင်ကြတယ် အကယ်၍လား2022ခုနှစ်လောက်မှာကိုအစုအဖွဲ့ရဲ့အာဏာတီဆောင်ရေးတာမလုပ်ခဲ့ရင်ဒီအချိန်မှာမင်းအောင်နိုင်ကိုကြိုးစင်ပို့လို့ရနေပြီဗျာဒါပေမဲ့ကိုအစုအဖွဲ့ကိုလူအုပ်စုကြီးကိုလူတွေဆိုပြီးလှုပ်လိုက်ကြတာဒီကနေ့ဆိုတော်လိုက်ရေးဟာပြည်သူလူထုရဲ့ညှို့ညင်ပြစ်တင်မှုကိုတော့ မတိမတာခံစားလာနေရတကယ်ကိုစိတ်တက်ခိုင်မာတဲ့သူတွေကတော့မမမမရက်တီနေပေမဲ့တချို့ကတော့မင်းတို့တော်လန်ကြီးကစိတ်ပြက်စရာကြီးกว่าလို့ပြောနေကြကျွန်တော်ဒီနေ့ comment လေးတစ်ခုဖတ်လိုက်ရတယ်ထီးကြိုက်ပကဖအကြောင်းကျွန်တော်ရေးတင်လာတဲ့အခါကျတော့မင်းတို့တော်လန်ကြီးကိုငါပြောမယ်တဲ့ ိုက်မှာတက်တယ်အများကြီးရှိတယ်ဘက်ကပ်ဖားတွေလည်းရှိတယ်ထီးကြိုက်ထီးကြိုက်ကလားတကောင်းနီကယ်စက်ရုံထီးကြိုက်မျိုးနဲ့နီးနီးလေးပဲရှိတယ်တကောင်းနီကယ်စက်ရုံမီးလေးမဖြတ်ဘူးအဲ့ဒီတည်းကမင်းတို့တော်လန်ကြီးပါလေတကယ်လောက်ကြမှာလားတကယ်စနေဟောက်ခေဟောင်းကိုဖြူချမှာလားဖတ်စစ်တက်ရဲ့အတွေးခုံနဲ့လုံနီးလောက်ပါနဲ့တီရှိပုံကို ပြည်တွင်းတမပြည်ကနေပြီးတော့အမြင့်ဖြတ်ပါလားတကူဟာကအာနာပြန်ရာကြီးလှုပ်တဲ့လုံလုံကြီးလှုပ်ဟန်တွေကြောင့်တချို့ငွေကြီးအချိန်ကြီးများကြီးကုန်ခဲ့ရပါပြီဒီအချိန်မှာဘလုံးမဖုံးဖိလို့လည်းမရအောင်ဘွားဘွားကြီးပေါ်လာခဲ့ပါတကယ်လှုပ်တဲ့တကယ်စီမံပြီးတကယ်လှုပ်တဲ့သူတွေက အာခတ်တက်တော့အီးရဲ့ထောက်ဖို့ဘာလို့လဲသိနေတယ်ဘသူမှန်းတော့မသိဘူးဘယ်ကပတ်စံနေရနေမှမသိအောင်တိုက်နေတာကျွန်တော်တို့ထောက်ဖို့တွေများတော့ဗျာကျွန်တော်ကျွန်တော်တို့ဘက်ကစေတီတွေများတော့တကယ်ထောက်ဖို့တွေကလည်းလုံနေခိုင်နေလိုက်ကြတာနော်တကယ်တကယ်ကိုကိုထမင်းမစားမနဲ့ဒီဒီကလေးတွေအတွက်ငပိကြော်တော့ပြီးပို့နေတယ်ထောက်ဖို့ကြီးရှိတယ်တချို့တွေများကြော်လို့လည်းထောက်ဖို့လုပ်ပြီးချမ်းသာသွားကြတာဒီအများကြီး တချို့တွေများကြတော့လေဆယ်လီတွေဆက်တလီတွေဖြစ်ပြီးတော့မတော်မနှမ်းနေတယ်အီလစ်ရေဘော်စီနိုင်ငံရေးဟာအီလစ်ရေဘော်စီအတွင်းနဲ့လှုပ်တဲ့တော်လန်ရေးဟာတိတ်မကြခင်တခမ်းရပ်ပါတော့မယ်အခုအတန်တွေထွက်လာပြီလေ MRTV က CDN ကိုကြော်တဲ့ link ကိစ္စဝေမှုတွင်ကဗျာဆရာကိစ္စတပုံကော်ဖီမောက်ခမ်းဝကိစ္စ NDD တောင်ဝင်မြို့နယ်စီမင်းဥက္ကဋ္ဌဟောင်းမယုတ်ကျွေးတဲ့ဓမြတိုက်တဲ့ကိုအောင်မျိုးလင်းကိစ္စတဖြည်းဖြည်းရေဝေါ်စီဒီမျက်နှာပုံကွာချလာပြီဖြစ်တဲ့အတွက်ကွာချလာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဆက်သွားရမှာကသွေးတက်လောင်းချင်းပါပဲစစ်မှန်တော်ကောင်းဆောင်မှုစစ်မှန်တော်စီမံခန့်ခွဲမှုနဲ့စစ်မှန်တော်တော်လှန်ရေးတရက်စီကိုတွားဖို့ပြည်သူသာရှိပါတယ်ကဲပြည်သူဆိုတော့ပြည်သူကအမြဲပါတယ်လို့အမြဲချဘူးလေ အခုရန်ကုန်မြို့မှာလက်စစ်မီးတွေ15နာရီလောက်ရနေပြီအင်တာနက်လိုင်းလေးတွေနည်းနည်းကောင်းလာပြီမင်းအောင်လိုင်းကတဖြည်းဖြည်းရွေးကောက်ပွဲအတွက်ခင်ဗျားတို့ကိုပြည်သူကိုဖြေလျှော့လာပါလိမ့်မယ် NLD ကို NLD ချင်းနဲ့တိုက်ပြည်သူကိုပြည်သူနဲ့တိုက်လူငယ်ကိုလူငယ်နဲ့တိုက်ဘယ်လိုတိုက်လဲသိလား PDF ကိုပြည်သူစစ်ပေါ်တာနဲ့တိုက်တာတာလူငယ်ကိုလူငယ်နဲ့တိုက်တာစနာမင်းပါဝင်ပြည်တွင်းကတော်လိုင်း NLD အင်အားစုတွေနဲ့ NLD ချင်းတိုက်တာ နော်ဘုံကြီးကိုဘုံကြီးနဲ့တိုက်တော်လိုက်ဘုံကြီးတွေကိုဟိုဘက်ကရှင်စိတ်စိတ်ကိနာတို့တင်ကူနဲ့တိုက်စတဲ့ကိုရှောင်းတော့တယ်ဂျန်သူဘယ်တော့မှအထင်မသေးပါနဲ့အထင်လည်းမချီးပါနဲ့ဂျန်သူအเจ้าကိုအเจ้าတိကိုတိရပါလိမ့်မယ်စကမောက်ယာနဲ့ချီထောင်နဲ့ချီယာနဲ့ချီတိမ့်ထားနိုင်တယ်လူပေါင်းတိမ့်နဲ့ချီဖတ်စစ်တက်က လက်နဲ့ချလင်းဝင်နေသိတယ်ဒါမဲ့ဒီနေ့ကြီးသူတောက်ခံထားနိုင်ပြီးကြောက်ကြခဲစစ်နိုင်ရေးအတွက်စူးစမ်းနေတယ်တောက်မပြတ်တတိရှိပါပြည်သူကလည်းတစ်ဖက်မှာဖြေလျှော့မယ်တစ်ဖက်မှာစီဒီအန်တွေ PDF တွေအဆရှိတဲ့နိုင်ငံရေးအတွေ့အကြုံအတွေးခေါ်အားနေတဲ့လူတွေခက်ခက်ခဲခဲရက်တီရတာတွေကိုခွင့်လွတ်ပါတယ်လာခဲ့ပါသူတကယ်ခွင့်လွတ်ပေးပြီးတကယ်သာခေါ်သွင်းလိုက်ရင် မင်းအောင်လိုက်အကွက်ရွှေ့တော့မယ်လို့ကျွန်တော်ပြောနေတယ်မင်းအောင်လိုက်အကွက်ရွှေ့တော့မယ်နော်စစ်တပ်ကဒီပုံစံတိုင်းပဲလုပ်ခဲ့တာတန်းရွှေ့ခင်မှာလေဒီတိုင်းပဲ1968အရေးတော်ပုံကာလ ABDF ចောင်းသားတက်မတော်ဘူးအိမ်တင်တော်ပြန်ဝင်သွားသည်တယ်ဗျာနော်စစ်တပ်ကဒီလုံကြီးလုပ်ခံတာဘတော့မှမပြောင်းဘူးအခုလည်းလာတော့မယ်မိမိတွေခင်ဗျ15နှစ်လောက်မှန်နေပြီ တရေချင်းဖြေလျှော့ပေးပြီးနေပြော နေခြင်းစရာကောင်းတဲ့ပုံစံအခုတော့အင်တာနက်စာမျက်နှာတွေတက်တော့နေပါဈေးရောက်မပြတ်ဘူးအီတန်နဲ့ဟိုအစ္စရေးစစ်ပွဲကြောင့်အေးရှေ့တော့အဲ့ဒါပဲဗမာပြည်ကြောင့်စိတ်ဝင်စားဘာမှမဖြစ်ဘူးမသိရင်ဗမာပြည်ကဘာမှမဖြစ်တဲ့အေဂျင်တာယာဖွံ့ဖြိုးတိုးတက်တော်နိုင်ငံတော်တည်ကြီးကြတယ်အဲ့လိုဖြစ်အောင်လှုပ်ထားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဘက်မှာအစင်သစ်ဖြစ်ပြီလား ျွန်တော်တို့တော်လိုင်းအင်အားစုတွေကျွန်တော်တို့ယောက်ဦးကြီးမြင့်တို့အစရှိတဲ့သူတွေကထောက်ပြဝေဖန်မှုတွေကိုလုပ်တယ်မူဝါဒအရပြောတာနော်ပုံကိုကြီးတစ်ခုမှမပါဘူးဒါပေမဲ့ profile lock ခတ်ထားပြီးလာဆဲရတဲ့လူတွေတပြုံပြီးစိတ်ဝင်စားစောက်ကုန်းစားဘူးအဲ့ဒီပုံမှာလည်းကျွန်တော်ကောင်းနေလည်းမရှိဘူးကျွန်တော်တကယ်ပြောနေတာခင်ဗျားတို့ ဒီတော်လန်ရေးဟာလေတစုံတရာဆုံးဖြတ်အဆုံးဖြတ်အချိန်ကိုရောက်လာပြီမင်းအောင်လာယူတူတူပေါ်တော်တော်လောက်နေပေမဲ့မင်းအောင်လိုင်းနဲ့စစ်အုပ်စုကိုခင်ဗျားတို့ရှော့မတော်တယ်ဂျန်တို့ကိုရှော့မတော်တယ်တရွေ့ရွေ့တိုးလာလိုက်တာဒီကနေ့တေးဥရုရှားနောက်ခံတဲ့မြန်မာပြည်ထဲမှာထိန်တိုင်းကျင်းနေတာတကဘာလုံးပဲကောင်းအတန်ဟာရင် ဒီဘက်ကျွန်တော်တို့မှသာပြရခက်နေရတာခိုင်မာအောင်စနစ်ကြအောင်လင်းနေငါးနှစ်အတွင်းမတီးဆောက်ပဲကို့အနာကို့အကျိုးကြီးပွားတီးဆောက်ရေးအတွက်လှုပ်ခဲကြတဲ့အတွက်ဒီကနေ့ဆိုရင်တကယ်သာလှုပ်ခဲကြရင်မင်းအောင်လည်းကျိုးစင်ပို့နိုင်တဲ့အချိန်ရောက်နေပြီအဲ့တော့အပြည့်ပြုံးနေတာမဟုတ်ဘူးပြန်လေတုံးသက်ကြတော့ဆင်ကျင်ကြတော့ရေပေါ်စီးနိုင်ငံရေးကနေစွန့်ခွာကြတော့ ဒါဖို့ကြားခဲ့တကယ်စွန့်လို့စွန့်စားတကယ်တရင်တက်ဖွဲ့များရှိဘူးအရောက်ကူကြထူကြတော့ပြည်သူလူလေလက်ပန်းကြနေပြီမရှိသူမဲသူလေးတွေက9000 10000များလာကူကြလာလာလှူကြတာကန်တော့ကိုဂုံပြူချင်လို့ပါတယ်ကျွန်တော်တွေးကြည့်ရင်မျက်ရည်တော့ကြပြီမျက်ရည်တော့ဝဲမိတယ်ဗျာဟောငါတို့ပြည်သူလူလူတကယ်တော်လိုင်းကြီးကိုနိုင်စီခြင်းနဲ့ပြည်သူလူလူတွေတကယ်ရှိပါလားတယောက်ပဲရှိရှိအဲ့တယောက်ဟာအဲ့တယောက်ရဲ့စိတ် တက်ကိုကျွန်တော်လေးစားမိတာကိုပြောတာပါအဲ့တော့လာလာပြီးတော့ကျွေးနေစာလေးတွေ9000 1000အစ2000အစလာပြီးတော့ကုညီလူတန်းပြန်တောင်းကိုဂုံပြူချင်ဘူးလေအောင်မွေးကိုဆာလောင်နေတဲ့ပြည်သူအတွက်မျော်လင့်ချက်ပုံမရှင်သန်ပေးဖို့ကျွန်တော်တိုက်တွန်းပါတယ်အခါအခွင့်ကျွန်တော်တို့စီရောက်လာပါဦးပါမဟုတ်ပါနဲ့ အမှန်တရားနဲ့တရားမြတ်တော်ဟာလူသမိုင်းမှာဘယ်တော့မှတင်ကိုယုံမရှိပါဘူး။အာနာရှင်မှန်သမျှဟာဘယ်တော့မှအရှင်ထွက်ရရုံပုံစံမရှိပါဘူး။ကဘာမှာကဘာကြီးကိုတော့ချိတ်ချောက်သိမ့်ပိုက်နိုင်တဲ့ဟစ်တလာလိုလူမျိုးတော်ကြာဆုံးရသေးတာပဲဗျာ။မင်းအောင်လိုက်ကပါကောင်မှုလို့တဖက်မှာလည်းဒေါအောင်ဆန်းစုကြည်ကိုကင်ကစားအန္တရာယ်အန္တရာယ်တက်လူငယ်လူငယ်ချင်းတက်ပြည်သူပြည်သူချင်းတက်တရင်တရင်ချင်းတက် အလင်မှာဝါရဖြတ်တက်ရှုသွေးခွဲမှုကြီးလို့ကိုဘကကလီကဝရီကဖယူဖယဲလုံးရက်တွေကိုဇန်းတင်ပြီးတော့ထိုးခွင်းအပိုင်းပိုင်းခွင်းနေတဲ့အပိုင်းပိုင်းပြက်နေတဲ့လုံဆောင်နိုင်စွမ်းမရှိတဲ့တော်လိုင်းအင်အားစုနဲ့ဖယူဖယဲဖြစ်နေတဲ့တော်လိုင်းသမားတွေအဖြစ်ကိုရောက်ဖို့မင်းအွန်လိုင်းဖက်စစ်တာနီလန်ဘောင်းစုံနဲ့စူးစမ်းနေတယ် ်ငွေအားလူအားမီဒီယာအားဤနံပေါင်းစုံနဲ့စူးစမ်းနေတယ်ဒါကိုတတိရှိပြီပါမပြတ်တတိရပြီပါဆဲဆုံနေုံနဲ့ကျွန်တော်တို့မပြီးဘူးညံပါပါတတိရှိရှိနဲ့ပြင်ဆင်ကြဖို့လိုတယ်အခုဒေါ်စနာမီဗီဒီယိုဖိုင်ယာအကြောင်းမဲ့ထွက်ပေါ်လာတာမဟုတ်ဆက်ဆက်မှုဖြစ်စင်နေရှိမှာခင်ဗျားတို့ကိုကျွန်တော်ပြောပြီးသား အရင်ရက်တွေကပြောဘူးတယ်ကိုမြအေးကိုအလကားလုတ်ပေးလိုက်တာမဟုတ်ဘူးကိုမြအေးလုတ်ပြီးတိတ်မကြဘူးတွေ့ဆုံဆွေးနွေးငွေဆောင်ဆွေးနွေးဝဲအတန်ထွက်လာတယ်ခါကိုကိုကြီးကိုမဖမ်းတာအလကားမဟုတ်ချစ်လို့မဟုတ်ဘူးကိုကိုကြီးကိုကကိုကိုကြီးကပါတီတခုရှိတော့ကိုကိုကြီးတို့လူမျိုးကိုင်ကစားပြီးတော့ရွက်ောက်ပွဲလမ်းကြောင်းကိုနိုင်ငံအင်အားစုပဲအတန်ထုတ်ရံဖြစ်ခိုင်းလိုက်တာစနာမင်းကိုချစ်လို့မဖမ်းမထားတာမဟုတ်ဘူး အန်အန်အန်ဒီရင်တိုက်ဖို့တဲ့ပြီးမွေးတာလားစစ်တပ်ရဲ့အကွက်တွေကိုခင်ဗျားတို့မြင်ပြောပြတာဒါကြောင့်မို့မြန်မာနိုင်ငံကြီးတော်လှန်ရေးကိုဘောတခုလုံးကဖျက်တမ်းလာတဲ့လူတွေကိုအားနာတော့အဖြစ်မရှုတ်ကြပါနဲ့ဗျာရေဘော်စီဒီအီလစ်တီဗျာခင်ဗျားတို့ကျွန်တော်တို့တောင်းပန်ပါတယ်ဒီချိန်ဟာတော်လှန်ရေးကမိုးရေရှည်နေပါခင်ဗျားတို့ ကျေးဇူးပြုပြီးတော့မရှုပ်ကြပါနဲ့အခုတော့သူတို့ရှုပ်သည်များလိုက်ရှင်းရတဲ့ပြဿနာဒေါ်လာရင်းအင်အားစုတွေမှာအလဲလဲအကွဲကွဲတည်နေပြီမြင်အောင်ကြည့်ပါလို့ဖြစ်စဉ်တွေကိုလက်ဝါးပေါ်တင်ကြည့်ပါလူမြတ်ကျော်ကိုချစ်တဲ့အစွဲဒေါ်ဆန်းစုကြည်ကိုချစ်တဲ့အစွဲ NLD အစွဲဘာအစွဲညာအစွဲအစွဲလန်းအခုခံနေစွန့်လို့အမှန်ကိုလက်ပေါ်တင်ပြီးမြင်အောင်ကြည့် ဘသူပါလဲဘွားဘွားကြီးပေါ်လာပါလိမ့်မယ်ဒါကြောင့်မို့ဒီအချိန်မှာတိုင်းပြည်နလန်ထဖို့စင်အောင်မစင်စားရတဲ့အချိန်ဒီမှာတချို့သောနာမည်ကြီးအောင်မြင်ခြင်းတဲ့လူတွေကဘာတွေမျော်လင့်နေခြင်းနေမှန်းကျွန်တော်မသိဘူးကြိုပြီးအိမ်ဝယ်ကားဝယ်ပတ်စံတွေစုဆောင်းနေတဲ့လူတွေကဘာတွေမျော်လင့်နေမှန်းမသိဘူးနိုင်ငံတကာမှာတော့အိမ်ကြီးထိုင်းနိုင်ငံမှာတော့မြန်မာ မြမာရီဘဝဟာလေခွေးမောင်းတလူမောင်းထုတ်မခံရယုံတမိတ်လေးကတ်တတ်နေရရတဲ့အချိန်ဒီမှာခင်ဗျားတို့ကိုချင်းစာတရားမရှိကြဘူးလားတချို့တွေများပျော်ပြနေလိုက်တာအိမ်တွေဝလိုက်တာကားတွေဝလိုက်တာနော်ပြောချင်တာကဝယ်နိုင်ရင်တော့သုံးနိုင်ရင်ဖြုံးနိုင်ရင်တော့ကိုချင်းစာပြီးပါဒါကြောင့်မို့ ရေဘော်စီဒေါ်လာရေးရေဘော်စီနိုင်ငံရေးအီလစ်နိုင်ငံရေးတွေ NGO နိုင်ငံရေးတွေ CSO နိုင်ငံရေးတွေဒေါ်လာရေးတွေကနေမရက်ရင်တော့ခင်ဗျားတို့မင်းအောင်နိုင်ကလက်လာပပကြီးကင်းဝင်သွားနိုင်တယ်ဒီညတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါ